ကကျွန်ဒီနေ့တင်ဆက်ပေးမယ့်ဒီ mining website တကြီးပေါ့နော်ကျွတ်3ဒေါ်လာကနေစရင်းလို့ရတယ်ပေါ့နော်ကျွန်တော်3ဒေါ်လာကိုကျွန်တော်ကဒီမှာဝင်ရင်းလိုက်တော့သူကပထမတော့ပေါ့နော်ကျွန်တော်တို့ဒီမှာသူကဟာ upgrade မှာပြထားရယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာပေါ့နော်ဒီမှာဒီမှာအောက်ကတည်းကကျွန်တော်နှိပ်ပြမှာပေါ့နော်ဒီညမှာသူကဘလောက်ဘလောက်ဆိုပြီးသူဝယ်ရတယ်ဆိုပြီးသူဒီမှာပြထားတယ်ဒါပေမဲ့တကယ်ကြီးကျွန်တော် ့3ခုကျွန်တော်ဝယ်ကြည့်လိုက်တော့ကျွန်တော်ဝယ်လို့မရဘူးတစ်ခုပဲကျွန်တော်ပေးဝယ်တယ်ပေါ့နော်ညကျွန်တော်ဒီ Agricia Wallet ထဲမှာ6ဒေါ်လာကျော်နှိပါလောက်တော့ကျွန်တော် Agricia Wallet ထဲကိုရောက်နေပေါ့နော်အဲလူတို့ပြန်ပြီးတော့ဖြည့်ရှင်းခိုင်းလိုက်ပေါ့နော်အဲကိုကတကယ်လုံးကတွင်းမယ်ဆိုလို့ရှိရင်10ဒေါ်လာ9ဒေါ်လာမတွင်းပါနဲ့ကျွန်တော်တို့ပြီးတော့ Binance တို့ဘာလို့ရနေအဲမတွင်းပါနဲ့ကျွန်တော် backup ကနေတွင်းပါ backup ကနေပြီးကျွန်တော် PRC 20လိမ့်စာနဲ့တွင်းပေါ့နော် PRC 20လိမ့်စာနဲ့ PRC ဝယ်ပြီးတော့ကျွန်တော်တွင်းမှာဒီမှာ WeChat မှာရှိရဲ PRC 20လိမ့်စာနဲ့ကျွန်တော်ဒီမှာ copy ယူပြီးတော့တွင်းလိုက်ပါနော် PRC 20လိမ့်စာနဲ့ကျွန်တော်တွင်းမယ်ဆိုလို့ရှိရင်ကျွန်တော်မှာဘလောက်မှမကြောက်ဘူးပေါ့နော်ဒီမှာကျွန်တော်ပြပါမယ်ဟာဒီမှာ backup ထည့်ထားလိုက်မယ် backup ထည့်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီမှာ အာ withdraw မှာကျွန်တော်တစ်ချက်ပြမယ်နော် withdraw မှာကျွန်တော်ဒီမှာဥပမာ TRC20 နဲ့ကျွန်တော်တို့ withdraw လုပ်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီမှာအာခုနကျွန်တော်တို့အာဒီက TRC20 လိပ်စာလေးကိုကျွန်တော်တို့ဒီမှာ copy ယူလိုက်မယ်ပေါ့နော် copy ယူပြီးသွားပြီဆိုလို့ရှိရင်ဒါကကျွန်တော်အမှားလုပ်မိလိုက်တာပေါ့နော်ဒါလည်းကျွန်တော်လို့အမှားမဖြစ်အောင်လို့ကျွန်တော်ပြောပြတာပါ ဒီမှာ DIC တန်းကိစ္စလေးတော့ minimum ဝေတဝ DIC တန်းညဆို15ပေါ့နော်15ဆိုလို့ရင်ကျွန်တော်တို့ထဲကို14ပဲရအောင်အဲ့တော့ကျွန်တော်ကအဲ့တူက FG က0.8 DIC ဆိုတော့16လောက်ကျွန်တော်တို့တွင်းလိုက်ပေါ့နော်အဲ့ဆိုလို့ရင်15ကျော်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲ15ကျော်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ3ဒေါ်လာ3ဒေါ်လာကျော်ပေါ့နော်အဲ့ဆိုဆက်တစ်လုံးဝယ်လို့ရရပေါ့နော်အဲ့ဒီမှာကျွန်တော်တွေ့ရဈေးကို TRC ရဲ့ကျွန်တော်ဈေးကိုတွက်ပြပါမယ်ဒီမှာ TRC ရဲ့ဈေး ကျွန်တော်ကခုန55ပေါ့နော်55ဆိုအကူတီဈေးနဲ့ဆိုရင်3 by 46ကျမယ်ပေါ့နော်ကျွန်တော်16လောက်ဝင်လိုက်ပါကျွန်တော်ဖီဂျီဖြတ်မှန်းလဲဆိုတော့3.7 3.79ပေါ့နော်အဲ16 PRC လောက်ဝင်လိုက်ပေါ့နော် PRC ဒီကောင်ဝယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနနေပြီးတော့ကျန်းနေပြီးတော့ကျွန်တော်ဒီ asset တွေကိုဝတ်တော့လုပ်ပြီးတော့ဒီမှာอืม TRC 20ပေါ့နော် TRC 20ဒီမှာ one chain ဝတ်တော့နေပြီးတော့အဲဒီခုနဟို mining တွေကကျွန်တော် address ကိုဒီမှာ copy paste ကျွန်တော်တို့ချလိုက်မယ် copy ချလိုက်ပြီးတော့ဒီမှာ TRC နေရာမှာကျွန်တော်တို့16 type ထည့်လိုက်မယ်အဲဒီတော့ 0.htrsp ရမှာလဲဆိုတော့15ကျွန်တော်တို့ folder ကိုရောက်လာမယ်ပေါ့နော်အဲ့လိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာအာဒီ TRC ဒီနေရာမှာ reach complete လေးကိုတစ်ချက်နှိပ်ပြလိုက်ပေါ့နော်နှိပ်ပြလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ wallet ထဲကိုဒီမှာရောက်လာနေမှာပေါ့နော်ရောက်လာပြီလို့ရှိရင်ကျွန်တော်တို့ဒီ upgrade ထဲကိုသွားပြီးတော့ဒီကျွန်တော်တို့ VP VMB 1ကျွန်တော်တို့ဝယ်လို့ရရပေါ့နော်3ဒေါ်လာတန်း VMB 1ဝယ်လို့ရတယ်။တစ်ရက်ကို1.5ဒေါ်လာရမယ်။နှစ်ရက်ဆိုကျွန်တော်တို့ကြည်ပေါ့နော်။ပြီးတော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့အမားကြောင့်ကျွန်တော်ဒီမှာကျွန်တော်ကအမားရဲ့လို့မဟုတ်ဘူးပြတူတူပြထားရည်ဒီသူကအစားသူတို့ဒီမှာအာ3-4ခုဝယ်ရတဲ့ပုံမျိုးဒီမှာအဲ့လိုမျိုးပြထားလို့ကျွန်တော်က3ခုလောက်ဝယ်မယ်ဆိုပြီးကျွန်တော်ကအာ9ဒေါ်လာကျော်10ဒေါ်လာနီးပါးလောက်ကျွန်တော်တရားပြာစီကိုတွင်းလိုက်တယ်ဒါပေမဲ့တကယ်တကယ်ကျအလောက်ဝင်မရဘူးပေါ့နော်ဝင်မရပဲနဲ့ ျွန်တော်မှဒီမှာတစ်ခုပဲကျွန်တော်ဝယ်လို့ရရပေါ့နော်အဲ့တော့ကျွန်တော်တော့အဲ့လိုမျိုးဖြစ်သွားရပေါ့နော်အဲ့တော့ဘာသာတူကျွန်တော်လိုမျိုးဖြစ်အောင်လို့ပေါ့နော်ကိုကတကယ်လို့မဟုတ်မှဆိုရင်အဲ့ဒီ TRC ကိုရင်ဆုံးတကက်မှာအဲ support trade ကလို့တွားဝယ်ပေါ့နော်အဲ3ဒေါ်လာကျော်ဖို့ပေါ့နော်16 DRS လောက်16 DRS လောက်ဝယ်ပေါ့နော် DRS ဝယ်ပြီးတော့ DRS ဝယ်ပြီးတော့မှကျွန်တော်တို့ဒီမှာ Richard Twin မှာ Richard Twin ပြီးတာမှကျွန်တော်တို့ဒီ upgrade ထဲကိုလာပြီးတော့ Jordi က PM1 ကိုဝယ်ပါ ဒီကတရက်ကို1.5ရမယ်2ရက်ဆိုကြည့်မယ်ပေါ့နော်ဒီဒါလေးကိုကျွန်တော်လာပြပြပေးရပါဒီကောင်လေးရတယ်ကျွန်တော်အခုမှ debt ထွက်ထားဆိုတော့အာလှုပ်ရှင်လှုပ်လို့ရအောင်ပေါ့နော်အဲတော့ဒီမှာကျွန်တော်ကတော့ကျွန်တော်ကတော့ဒီမှာကျွန်တော် digital wallet ထဲမှာကျွန်တော် seller လာတွင်းမိသွားရတဲ့အတွက်ကျွန်တော်ဒီမှာထပ်ပြီးတော့ကျွန်တော်ဝယ်လို့မရဘူးပေါ့နော်ဒီကအစတော့ဒီမှာဝယ်ရရင်အာနှစ်ခု၃ခုပြန်ပြီးနှစ်ခု၃ခုမြင့်လို့ရရပုံစံမျိုးသူပြထားပြီးမယ်တကယ်တော့ အာလကုတော့ဘူးပဲမရဘူးပေါ့နော်တခုပဲဝင်ရတယ်ပေါ့နော်ကျွန်တော်အဲ့ဒီဟာကိုလည်းကျွန်တော်ပြောထားရပေါ့နော်နောက်ပိုင်းအဲ့ဟာလည်းထပ်ဝယ်လို့ရရဆိုလို့ရှိရင်လည်းကျွန်တော်ပြောပြပြီးသွားပါမယ်အခုတော့လောလောဆယ်တော့ဒါလေးကိုအခုဒီစောစောစီးစီးလေးလောက်ထားလို့ရအောင်ကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီရဒီဘူးဒီဗီဒီယိုဖိုင်ရဲ့အောက်မှာလည်းဒီဂိမ်းရဲ့ link ကိုကျွန်တော်ချပေးထားမယ်ပေါ့နော်အာ Sony ကြိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းဆံကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်းဆုံးပြပါမယ်ခင်ဗျာ